ထောင်တန်းတသက်တကျွန်းကို life sentence တသက်တဲ့အထောက်အထားကို evidence ပန်းဝင်ရန်ကို warrant မင်္ဂလာပါဒီနေ့ရော legal terms တရားဥပဒေဆိုင်ရာ english ဝါဟာရတွေကိုဒုတိယပိုင်းအနေနဲ့ညွှန်ပြပါမယ်ပြီးခဲ့တဲ့ပထမပိုင်းကိုမကြည့်ရသေးဘူးဆိုရင်လေဒီဗီဒီယိုရဲ့ caption မှာ link လေးထပ်ပေးထားပါမယ်စိတ်ဝင်စားရင်တွေ့ကြည့်လိုက်ပါဒီနေ့ဒုတိယပိုင်းမှာဘယ်ဝါဟာရတွေဘယ်စကားလုံးတွေလေ့လာရမလဲဆိုတာစက်ကြည့်ကြည့်အောင် ဩရာလေးတွေကိုအတန်တော့မှန်မှန်ကန်ထွက်တတ်အောင်ကျွန်တော်မြင်းမြန်းစံတစ်ခါပြောမယ်ဖြည်းဖြည်းချင်းတစ်ခါပြောပြပါမယ်တတ်တေကိုတော့ evidence evidence တတ်တေလို့ပြောလို့ရတယ်တတ်တေအထောက်အထားလို့လည်းပြောကြတယ်မျက်မြင်တတ်တေကို witness witness အခွင့်အရေးကိုတော့ right အများကြီးနေနဲ့ပြောမယ်ဆိုတော့ rise ကျွန်တော်တို့ရရှိနိုင်တဲ့အခွင့်အရေးတွေကိုပြောတာပါ အဲ့ဒီမှာမှကျွန်တော်သိထားတဲ့နောက်ထပ်လူအခွင့်အရေးဆိုတာကိုတော့ human rights human rights ဒါလူသားတိုင်းရတဲ့ရထိုက်တဲ့အခွင့်အရေးတွေပြောတာပါနောက်တစ်ခုကတော့နိုင်ငံသားအခွင့်အရေးပေါ့နိုင်ငံသားတိုင်းရတဲ့နဲ့အစိုးရကပေးထားတဲ့အခွင့်အရေးတွေကိုတော့ legal rights legal rights လွတ်လပ်မှုကို freedom freedom ဒီနေရာမှာမှကျွန်တော်တို့အများစုကြားဘူးကြတဲ့ အထူးသဖြင့်ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေမှာလူတိုင်းလိုချင်ကြတဲ့လူလတ်မှုကတော့ freedom of speech လူလတ်စွာပြောဆိုပိုင်ခွင့် freedom of speech ကျွန်တော်နိုင်ငံလိုစစ်အာဏာသိမ်းထားတဲ့အာဏာရှင်တွေအုပ်ချုပ်တဲ့အာဏာရှင်တွေအုပ်စိုးတဲ့နိုင်ငံတွေမှာတော့ဒီ freedom of speech ဆိုတာမရှိပါဘူးဖမ်းဆီးမှုကိုတော့ arrest arrest တောင်းကို jail လို့ပြောလို့ရတယ် prison လို့ပြောလို့ရတယ်။ကွာခြားမှုလေးရရှိပါတယ်။ jail ကိုတော့အထူးသဖြင့်အချုပ်ခံလို့အရာကိုသုံးပါတယ်။ရည်ရှိမဟုတ်ဘဲနဲ့ခဏတာထိန်းသိမ်းထားတဲ့နေရာတွေကို jail လို့သုံးပါတယ်။ရေစကားမှာဖြစ်ဖြစ်တနည်းအားမှာအချုပ်ခံအနေနဲ့အပြစ်သားတွေကိုထိန်းသိမ်းထားတဲ့နေရာကို jail လို့ခေါ်ပါတယ်။ prison town ဆိုတာကတော့ပြစ်ဒဏ်ချမှတ်ပြီးတဲ့နောက်အပြစ်သားရဲ့ပြစ်ဒဏ်ပုံမှန်မူတည်ပြီးတော့ တနေ့ကနေတသက်တကျော်လဲဖြစ်တော်နေနေပေါ့ဗျာအဲ့လိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုတော့ prison ပြည်တံချမှတ်မှုငွေတံဖြစ်ဖြစ် ထောင်တံဖြစ်ဖြစ်အဲ့လိုပြည်တံချမှတ်မှုကိုတော့ penalty penalty ဒဏ်ငွေကို fine fine အကတော့ငွေတံပေါ့ဗျာပြင်းမှုတစ်ခုခုအတွက်ငွေကြေးပေးဆောင်ရတဲ့ပြည်တံကို fine လို့တော့မှာတယ်နောက်တစ်ခုကတော့အာမခံငွေအာမခံငွေကိုတော့ bail bill ဒီအမကန်ငွေဆိုတာကတော့ပြည့်မှုတစ်ခုခုကိုစစ်ဆဲနေစဉ်ကာလမှာအပြစ်သားကိုအသုံးမဟုတ်ဆွဆွဲခံထားတဲ့သူကို ထောင်ထဲမှာမထားဖို့အပြစ်မှာလွတ်လွတ်လပ်သွားခွင့်ရဖို့အတွက်တရားရုံးကိုပတ်စံပေးဆောင်ရတာငွေကြေးပေးဆောင်ရတာအဲ့ဒီငွေကို bill လို့သုံးပါတယ်ဒီ bill ဆောင်လိုက်လို့လုံးဝကြီးလွတ်တော်တာမဟုတ်ပါဘူးကြားထဲမှာစစ်ဆေးမှုတွေရှိမယ်စုံစမ်းမှုတွေရှိပါမယ်ဒါပေမဲ့သူ့ကို အပြစ်သားအနေနဲ့ ထိမ့်သိမ့်မထားပဲနဲ့လွတ်ပေးထားတာကိုဆိုလိုတာပါအကယ်၍အမိန့်ချမယ်ဆိုရင်တော့ဒီလူကိုပြန်ခေါ်မှပြန်ဖမ်းမှဖြစ်ပါတယ်တချို့ကုမ္ပဏီတွေတို့တချို့နယ်ပယ်တစ်ခုခုမှာအရေးကြီးတဲ့သူတွေဆိုရင်ဒါပတ်စံပေးထားတယ်ဒါထောင်ထဲမှာမနေခြင်းလို့အတော့မဟုတ်အချုပ်ခန်းထဲမှာယာယီမနေခြင်းလို့ပတ်စံပေးပြီးအာမခံပေးထားတဲ့ငွေကိုတော့ bill လို့တော့မှာတယ်ပြင်မှုထင်ရှားတဲ့အတွက်ချမှတ်တဲ့ထောင်ထံကိုတော့ sentence sentence ီညမှာမတသက်တကျွန်းထောင်းတန်းတသက်တကျွန်းဆိုရင်တော့ life sentence life sentence ဟုတ်ကဲ့ပါဒါရီကတော့တရားဥပဒေဆိုင်ရာ English ဟောဟာလေးတွေကိုဒုတိယပိုင်းနေနဲ့ညွှန်ပြပေးခဲ့တာဖြစ်ပါတယ်ဒီထက်အသုံးအနှုန်းတွေအများစုတော့ကြားပူပီးသားဖြစ်မယ်ထင်ပါတယ်အတိအကျတော့မသိသေးတဲ့သူတွေအတန်ထွက်မှန်မှန်ကန်ကန်မထွက်တတ်သေးတဲ့သူတွေအတွက်ညွှန်ပြပေးတာဖြစ်ပါတယ် now အပိုင်းတွေမှာတော့အဆင့်မြင့်လာတဲ့နည်းနည်းလေးခက်လာတဲ့အခြေအနေတွေဖြစ်လာမှာဖြစ်ပါတယ် ဒီသင်ကန်းစာလေးကမိတ်ဆွေတို့အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။တကယ်အကျိုးရှိတဲ့တခြားသူတွေအတွက်လည်းအကျိုးရှိမယ်ထင်ရင်တော့ share ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်။နောက်ရက်ဒီမှာနောက်ထပ်အကျိုးရှိတဲ့အင်္ဂလိပ်စကားပြသင်ကန်းစာလေးနဲ့ထပ်တွေ့ကြပါဦးမယ်။ Thank you for watching.